ော်နေကြတာနော်တို့တွေအကုန်လုံးအကုန်လုံးတကယ်စော်နေကြတာအဲ့တော့မြမပြည်အလဲပိုင်းဒေသကကျွန်တော်တို့လူငယ်တပ်ဖွဲ့တွေအနေနဲ့ဆိုလို့ရှိရင်မကွေးပဲခူးမန္တလေးစကိုင်းရခိုင်တပ်တော်အေအေနဲ့ရေလလစနစ်တဲ့ကြောင့်ပူပေါင်းပြီးတော့နော်ခိုးစစ်တွေမှာပါဝင်ဖို့သက်ရေးကြီးတယ်ဆိုတာကိုကျွန်တော်တင်ပြချင်တယ်အဲ့တော့အရကတပ်တော်အေအေရဲ့ခေါင်းဆောင်များအနေနဲ့လေကျွန်တော်ဒီညမှာတင်ပြချင်တာကကိုကစပြီးတော့လက်လန်းစေချင်ပါတယ်တော်လိုင်းရဲ့အစိုးရဆိုပြီးလုပ်ရမှာလေခင်ဗျားတို့ကဘျူရိုကရေစီရန်ရည်ရည်တည်ဆောက်နေတာ လွဲနေတယ်အဲ့ဒါကြောင့်မလို့ကျွန်တော်ပြောတာအညာပမာဒေတာခမညာခမညာတို့ NUG ကအညာပမာဒေတာရဲ့အစိုးရဖြစ်တော့လာမလုံးနဲ့ဘာလို့လဲဆိုတော့ကျွန်တော်တို့လက်မခံဘူးခမညာတို့ရဲ့လက်ရည်လက်စကခြေစကခမညာလင်းနေတာကာလ9နှစ်ပြည့်တော့မှတွေ့သွားပြီမယုံတော့ဘူးအဲ့တော့ကျွန်တော်တို့ယုံတာဘာလို့ယုံလဲ A ကိုယုံတယ် A လက်ရှိမကွေးရောက်နေပြီ A ဘကိုးရောက်နေပြီ A A ရဝတီတန်းကိုရောက်နေပြီ A စိုင်းနိုင်ထဲမှာရှိတယ် A ရှမ်းမြောက်မှာရှိတယ် A A ကချင်မှာရှိတယ် A A ကရယ်မှာရှိတယ် A A ဘကိုးမှာရှိတယ် A A မြန်မာပြည်နဲ့မှာရှိတယ် A ကိုယုံတယ်ပြည်သူတရားလုံးကဒေါ်လာရေးတက်ဖွဲ့တွေကကျွန်တော်ပြည်သူအယောက်ချင်းစီတိုင်းက ဒါကိုမြင်အောင်ကြည့်ပြီးတော့အေအေနဲ့တူတူကျွန်တော်တို့တွေနော်တရားဝင်ရက်တိချောင်းဆိုတာကိုအကုန်လုံးပြောကြရမယ်အကုန်လုံးလုပ်ကြရမယ်အကုန်လုံးကလုပ်ကြရမယ်ဘာကြောင့်လဲအေအေရဲ့အောင်မြင်မှုကျွန်တော်တို့အောင်မြင်မှုယနေ့ကျွန်တော်တို့ကမ္ဘာစာဆက်ယူနေတာကိုရောက်နေပြီကမ္ဘာစာချမာလာချကမ္ဘာစာချမာလာချကမ္ဘာစာချမာလာချဒီဒေါ်လာရေးကြီးမှာနံပါတ်1အရေးကြီးဆုံးက PDF တွေ LDF တွေ UG တွေခမည်းတော်တွေပူပေါင်းဆောင်ရွက်မှုနည်းရင်ခမည်းတော်တွေတာဝန်မဲ့ ဒါပြီးခင်ဗျားတို့ခင်ဗျားမင်္ဂလာကမိသားစုလိုမျိုးအော်ဂျောလန်လုပ်ရင်အတော်လေးအောင်ဆက်ပြီးနိုင်တူပဲဒါကိုတော့သိစေချင်တယ်မာဒီအိမ်မှာအခါကျင်းကိုဟာလို့ကြီးလိုက်ငယ်ငယ်လောက်ရတာနော်လောက်ပဲနေအဲ့ဒီစကားကအရင်ရောက် အောင်မြင်လဲမေးအေအေကခေါင်းဆောင်မှုအပြည့်နဲ့ဟေးပြည်သူတွေဒီလိုလုပ်ဆိုရင်ပြည်သူတွေအကုန်လုံးဘာမှအမေးအမြန်းမရှိဘူးအေအေကပြည်သူတွေကအဲ့လိုမျိုးရှိတယ်အဲ့တော့အေအေကပြောလိုက်လို့ရှိရင်တိတ်ဆိုတိတ်ပိတ်ဆိုပိတ်ဟိတ်ဆိုဟိတ်ဆိုတဲ့ရခိုင်လူလူကြီးရှိမှာတော့ဒီဒေါ်လာရေးကြီးအောင်မြင်တာမဆမ်းဘူးအဲ့တော့ဒီနေ့ဒီအချိန်မှာလေကုနာကမန္တလေး PDF နဲ့နော်ကုနာကမိသားစုတစုနဲ့ဖြစ်တဲ့အကြောင်းအရာကိုမူတည်ပြီးကျွန်တော်တို့ပြည်သူဆိုတာဘလို့လဲငါတို့ပြည်သူဆိုတာကငါတို့ကအခွင့်ထူးခံလို့မရဘူး လုံးလုံးမရဘူးဆိုတော့ကျွန်တော်ဒီနေ့ live နဲ့ပြင်ပေးကြည့်မင်္ဂလာပါဒီကနေ့မှာတော့ရခိုင်တပ်တော် AA နဲ့အတူ local PDF တွေစုပေါင်းပြီးစစ်ကောင်စီရဲ့လက်နက်စက်ရုံတွေတရှိရာကပ္ပစစက်ရုံတွေကိုအတူတကွပူးပေါင်းတိုက်ခိုက်တင်ကြောင်းဆရာမျိုးထိုက်တန်တင်ပြောလာသည်မူအဆုံးထိနားဆင်ဝေဖန်သုံးသပ်ပေးသွားကြပါဦးခင်ဗျာအရခတ်တတော်ဘလို့ဒီစားဖို့ကောင်းလဲအရခတ်တတော်ဒီယနေ့အချိန်မှာတကယ်ကိုရှစ်ကနေပြီးတော့ဥဆောင်ကြီးတိုက်နေတာဖြစ်တဲ့အတွက်ကျွန်တော်တို့နော် အညာဒေတာနော်ဗမာဒေတာမြို့ဝကျွန်းပေါ်ဒေတာရန်ကုန်ဒေတာဒေတာအစုံကကျွန်တော်တို့ရဲ့လူငယ်တွေ PDF တွေ LDF တွေပြည်သူတွေအနေနဲ့အာရခတက်တော်နဲ့ပူးပေါင်းဆောင်ရွက်ပြီးတော့နော်ကျွန်တော်တို့အာရခတက်တော်နဲ့တူတူလက်တွဲပြီးတော့အာရခတက်တော်ရဲ့ဥစ္စာမှုနောက်ကိုလိုက်ပြီးတော့လုပ်ကြဖို့သိအရေးကြီးတယ်တကယ်စစ်အနိုင်တိုက်ပါသည်တကယ်စစ်အနိုင်နိုင်အောင်တိုက်နေတာသည်အာရခတက်တော်ဖြစ်တယ်နော် KIA ဖြစ်တယ်တကယ်ကိုလက်တွဲချနေကြတာဒီဘက်ကဆိုလို့ရှိရင် KIA ဒေတာ KPDF KIA ဒီအတူနော်ကိုမာဝီတို့ နော်ဒီဘက်မှာဆိုလို့ရှိရင်ရှင်းဘက်မှာဆိုလို့ရှိရင် CDF တို့ရှိတယ်တကယ်စော်နေကြလားနော်တို့တွေအကုန်လုံးအကုန်လုံးတကယ်စော်နေကြလားအဲ့တော့မြမပီအလဲပိုင်းဒေသကကျွန်တော်တို့လူငယ်တပ်ဖွဲ့တွေအနေနဲ့ဆိုလို့ရှိရင်မကွေးပကုတ်မန္တလေးစကိုင်းရခိုင်တပ်တော် AA နဲ့ရေလလစနစ်တကြောင်ကိုပူပေါင်းပြီးတော့နော်ထိုးစစ်တွေမှာပါဝင်ဖို့တက်ရေးကြီးလေဆိုတာကိုကျွန်တော်တင်ပြချင်တယ်အဲ့တော့အရကတ်တပ်တော် AA ရဲ့ခေါင်းဆောင်များအနေနဲ့လေကျွန်တော်ဒီနေရာမှာတင်ပြချင်တာကကိုကစပြီးတော့လက်လန်းစေချင်ပါတယ်နော်လက်လန်းဖို့တော့အရင်အလုပ်များရင်တော့နော်ပြည်သူ့ဆက်ဆံရေးဌာန email ဖြစ်ဖြစ်เนาะကျွန်တော်တို့စက်သွယ်ရန်ပုံစံတစ်ခုခုပေါ့ Telegram ဖြစ်ဖြစ် Signal ဖြစ်ဖြစ် Facebook ဖြစ်ဖြစ်တစ်ခုခုပေးပြီးတော့ဒီမြေပြင်ကရဲဘော်တွေအနေနဲ့เนาะ local တပ်ဖွဲ့တွေအနေနဲ့ကျွန်တော်ပူးပေါင်းဆောင်ရွက်လို့ရမယ် platform တစ်ခုအခြေအနေတစ်ခုကိုဖန်တီးပေးစေချင်တယ်เนาะအဲ့ဒါကိုကျွန်တော်ပြောချင်တယ်နောက်တစ်ခုကကျွန်တော်တို့ဒီနေ့ NGO ရဲ့တရင်ဌာနတစ်ခုကနေပြီးတော့ အန်ယူဂျီရဲ့လူ့အခွင့်အရေးဝန်ကြီးဌာနဤပြောကြားချက်တစ်ခုမှာအန်ယူဂျီကပြည်သူတွေရဲ့သဘာဝဘေးအန္တရာယ်ကာကွယ်ရေးအတွက်ကိုစက်တန်းပေါင်း9000စက်တန်းဆိုတာကမြန်မာတွေရဲ့နားနဲ့သိပ်မရှိဘူးမျက်စိမှောက်တယ်အဲ့တော့ကျွန်တော်တို့ဗမာတွေသုံးနေကြစက်သိန်းနဲ့ဆိုတော့စက်သိန်းပေါင်း9000ဒေါ်လာနဲ့ဆိုဘယ်လောက်ဖြစ်သွားလဲကြည့်ကြည့်နော်ကျသိမ်းပေါင်း9000ကိုသုံးဆွဲတယ်ဆိုပြီးတော့ကျွတ်လိုက်တယ်အဲ့တော့အဲ့ဒါကတော့ကျွန်တော်ပြည်သူတွေကိုယ်တိုင်ပဲစုပ်ဖြတ်ကြတော့ အဲ့ကြက်သိန်းပေါင်း9000ကိုဘလို့သုံးတယ်လေဆရာကြီးဦးကြည်မြင့်ကတော့တင်းစကားရေးထားပါတယ်ဒါတွေဒီအဖွဲ့စည်းတစ်ခုကပြောတဲ့စကားဖြစ်တယ်တတိကျကျစနစ်ကျစည်းစင်းနဲ့တင်လာတဲ့ဟာမဟုတ်ဘူးဒါကြောင့်မလို့ဒါတွေဒီတော့ကျွန်တော်မှတ်မိတယ်လို့ကျွန်တော်ပြန်ပြောတာနော်စနစ်ကျလုတ်ထားတာမဟုတ်တဲ့အတွက်မစစ်စစ်ရသေးတဲ့အတွက်အချင်းပြအာဂတိဘလောက်ကင်းမကင်းဆိုတာမသေးကြဘူးအတီးဖြစ်မဲ့လို့မရဘူးဆိုပြီးတော့ဆရာကြီးဦးကြည်မြင့်တင်ထားတယ်ဆရာကြီးဦးကြည်မြင့်ဆိုတာကတရားလို့တော့ရှင့်နေကြီးဖြစ်တယ်လို့လုတ်တတ်ကကျွန်တော်အသက်ထည့်ကြီးရဲ့ ။ဒါပြင်ကိုသူကိုယ်တိုင်ကလည်းရှေ့ဒီဘဝနဲ့ကိုစည်ရဲစက်ပါလှုပ်လာစည်ရဲမှာကင်လာခဲ့ဘူးတဲ့ပုံကိုဆိုတော့ကြည့်လိုက်တာနဲ့သိတယ်။ပါးစပ်အလိုက်တဲ့ဦးတခွေလုံးမြင်တယ်။နော်။အေထုံးတိတူသွားပြီ။နော်ကျွန်တော်ပြောချင်တာကခမညာဒီပတ်စံတွေကနော်ဒီပတ်စံတွေကခမညာတို့စောက်ကောက်ထားတာကအဘောကဘေးအတွက်ဆိုပြီးတော့ခေါင်းစဉ်နဲ့ကောက်ထားတာမဟုတ်ဘူးလေ။ဒီပစံတွေကောက်တဲ့ဒေါ်လာရဲ့အတွက်နော်အတူရှိပွဲဖို့အတူရှိစားဖို့ဒီလက်နက်ကင်တိုက်ပွဲဝင်တဲ့ရဲဘော်တွေထွက်ဆိုပြီးတော့လုထားတာလေ ။ဒါကိုကျွန်တော်နဲ့အမြင်တူတဲ့ကိုအောင်စိုးမလိုက်ဆိုတဲ့ကျွန်တော်တို့88ចောင်းသားရဲဘော်ကြီးကလည်းဒီလိုပဲပြောတယ်။နှုတ်ကြီးကစပြီးတော့ကောက်ထားတာကတော်လိုင်းတို့ဆိုပြီးကောက်ထားတာလေးတဲ့။နော်။ကဘာဝဘေးအန္တရာယ်အတွက်ကောက်ထားတာမှမဟုတ်တာ။ကဘာဝဘေးအန္တရာယ်အတွက်ဆိုကဘာဝဘေးအန္တရာယ်အတွက်ဆိုတဲ့ခေါင်းစဉ်နဲ့ကောက်အောင်မှာဘော။နော်။နောက်တစ်ခုကခမရဓာရီကနိုင်ငံတကာ NGO ရဲ့လှူဆောင်ငွေတွေလေ။နိုင်ငံတကာ NGO တွေရတဲ့ဓာမျိုးအတွက်ဆိုလို့ရှိရင် humanitarian ground humanitarian ground humanitarian ground နဲ့လူသားချင်းစာနာမှုဆိုတဲ့ခေါင်းစဉ်အောက်ကနေခင်ဗျာ ဒါတွေကပိတ်လုံစားလို့ရတဲ့ဟာတွေပဲပေးလို့ရတဲ့ကိစ္စတွေပဲဒါကြီးကိုเนาะကျွန်တော်အနေနဲ့ကြက်သိန်းပေါင်း800တောင်းတယ်ဆိုတော့ကျွန်တော်ပြည်သူတွေရဲ့ comment တွေကိုဖတ်ကြည့်ပြီးပြည်သူတွေရဲ့အတန်ကိုပဲကျွန်တော်ပြောပါအောင်မယ်ခင်ဗျားတို့ဘယ်နေရာမှာပြီးလိုက်တာလဲဗီဒီယိုရှိလားဓာတ်ပုံရှိလားဒါမှမဟုတ်ရှင် location ပြောမှာဟမ်လုံခြုံရေးစိတ်ချအောင်လို့ခင်ဗျားလုံးဝယုံရတဲ့ပုံစံတွေကိုပဲကျွန်တော်တို့ပြောအများကြီးမပြောနဲ့ရတယ်ဘလို့လဲကြက်သိန်းပေါင်း800ဆိုတာကဒေါ်လာနဲ့တွက်မနေဘူးတော့ ဒေါ်လာနဲ့တွက်မနေဘူးခင်ဗျားတို့ဘလို့သုံးလဲဆိုတာခင်ဗျားစံအိတ်လေးစံအိတ်လောက်စီစီလေးစံပုံလောက်ကလာမလုံးနဲ့မာလာနဝဒနာဘစကမာရီလောက်ပြနေရွက်တယ်ယိုးနေပြီနော်ယိုးနေပြီနောက်ဆုံးများအဲ့ဓာတ်ပုံဆိုတာခင်ဗျားချက် GPT မှာ AI နဲ့လုပ်ခိုင်းတော့ရတယ်ဆိုတာကိုကျွန်တော်ပြောပြတာခင်ဗျားတို့တင်တဲ့ဓာတ်ပုံတွေကအမှန်ကန်ဖြစ်မှာပါကို့ပိုင်ရဆိုင်ရာချင်းချင်းကိုခေါ်ပြလာဓာတ်ပုံရိုက်မယ်ဆိုလဲပြီးသွားတာဟုတ်တော့ဟုတ်စေပြတယ်ဆိုတာက စနစ်တကျစီးရင်စစ်ချုပ်နဲ့နိုင်ငံတော်ကိုစနစ်တကျတင်ပြတာမသိမသားလေးအသာလေးတရင်ထဲမှာဟိုလိုပြောတယ်လို့ဒီလိုပြောတယ်လို့နော်တကယ်တကယ်လမ်းမေတော့မှသိတယ်မှာထီလမပြောက်တယ်လို့မေ့တယ်လို့ယူတယ်လို့နော်အဲ့လိုမျိုးလုံးလုံးမရဘူးလေနောက်တစ်ချက်ကဒီဒီဒီချက်သိမ်းပေါင်း900ဆိုတာကပါလူခွေဦးကြီးဌာနကိုအောင်မျိုးမင်းတို့သုံးတာကျန်တဲ့ဌာနတွေကလူခွေပြားဘလောက်သုံးလဲချက်မကြီးကဘလောက်သုံးလဲခင်ဗျားတို့ဘာကြီးလုပ်냐အဲ့တော့တော်လိုင်းရဲ့ဆိုးရဆိုပြီးလုပ်ရမှာလေခင်ဗျားတို့ကဘယူရိုကရေစီရန်ရန်တည်ဆောက်နေတာ လွဲနေတယ်။အဲ့ဒါကြောင့်မလို့ကျွန်တော်ပြောတာအညာပမာဒေသခမညာခမညာတို့ NUG ကအညာပမာဒေသရဲ့အစိုးရဖြစ်တော့လာမလုံးနဲ့။ဘာလို့လဲဆိုတော့ကျွန်တော်တို့လက်မခံဘူး။ခမညာတို့ရဲ့လက်ရည်လက်စကခြေစကခမညာလေးနှစ်တာကာလငါးနှစ်ပြည့်တော့မှတွေ့သွားပြီးမယုံတော့ဘူး။အဲ့တော့ကျွန်တော်တို့ယုံတာဘာလို့ယုံလဲ။ AA ကိုယုံတယ်။ AA လက်ရှိမကွေးရောက်နေပြီ။ AA ဘကိုးရောက်နေ။ AA AA ဝရီတန်းကိုရောက်နေပြီ။ AA စကိုင်းတိုင်းထဲမှာရှိတယ်။အေးရှမ်းမြောက်မှာရှိတယ်အေးအေးကချင်မှာရှိတယ်အေးကရမာရှိတယ်အေးဘကိုးမှာရှိတယ်အေးမြန်မာပြည်နဲ့မှာရှိတယ်အေးကိုယုံနေ seeing is believing နဲ့ seeing is believing နဲ့ဘာကြောင့်လဲကျွန်တော်တို့ကအေးအေးလုတ်ပြနေတဲ့ဟာတွေကိုမြင်နေရတော့အေးအေးယုံနေအေးအေးယုံနေအေးကိုယုံနေတော့ကျွန်တော်အနေနဲ့မြန်မာပြည်ရဲ့ဒေါ်လာရေးကြီးသားမလျှော့ဖို့ဆိုရင်အေးကဥစ္စာမှုအေးနဲ့မဟာမိတ်ပြုမှုအေးအေးနဲ့မိတ်ဖက်ပြုပြီးတော့သွားမှရမှာနော်အေးအေးကိုကျွန်တော်တို့ကတကယ်ကိုပူပေါင်းဆောင်ရဖို့လိုတယ်ထိုနည်းပြဆိုပါပဲအေးအေးကိုနော်ရန်ပေါင်းလို့နော်ဘင်္ဂလားဒေ့ရှ်ကကောင်းနေတော်တော်လေးကိုအနောက်ဆက်ပေးတယ်အဲ့ဒီဘင်္ဂလားဒေ့ရှ်ကဘင်္ဂါလီအကြမ်းဖက်တောင်ညံသူတွေဤ နော်နှောက်ရှက်မှုတွေကိုအဲ့ဒါကိုလည်းကျွန်တော်တို့ပြည်သူတွေကအေးနဲ့သသားတွေစန့်ကြရမယ်။ဒါကိုလည်းကျွန်တော်ပြောချင်တယ်။အဲ့တော့ကျွန်တော်တို့ကအသာတော့ခံကျင်တယ်အသာတော့မဆန့်ကျင်ဘူး။အေးကအောင်ပဲရင်တော့အေးအောင်ပဲငါအဝဲဆိုပြီးခင်ဗျားတို့ပွဲခံရင်အေးကိုထိုးနှက်တာဘုကြောင့်ထိုးနှက်နိုင်တယ်ဘုထိုးနှက်တာဆိုလို့ရှိရင်အေးကိုထိဓာတ်ကြည့်ဘုကြောင့်ထိုးနှက်နိုင်အောင်ကြည့်တာငါထိတာပဲဆိုတဲ့ဟာမျိုးကိုကျွန်တော်တို့ပြည်သူအရောက်ချင်းစီတယ်လေမပြောဘဲနဲ့သိရမယ်။ကျွန်တော်တို့အကုန်လုံးကပါကူပါမယ်ဝင်ရမယ်အေးအောင်ပဲကိုကြိုက်လက်သီးလက်မောင်းတက်ပြီးတော့အောင်ပွဲခံလို့ရှိရင်ဒီဘက်က အေးအေးကိုဝိုင်းပြီးတော့ထိုးချနေတဲ့ဟာဒီအပုတ်ချနေတဲ့ဟာဒီမြေပြင်မှာလာပြီးတော့နောက်ကိုကျောင်းဒဏ်နဲ့ထုတ်ပြီးတိုက်ခိုက်နေတဲ့အာဆာတို့အာဆာဆိုတို့နော်အာဆာဆိုတော့ Araka Ranger Salvation Army ကျွန်တော်မတိကပြောတဲ့ခါမှာမှာပြောမိတယ်နော်အာဆာကိုကျွန်တော်ဟွာလို့ပြောမိတယ်ဗါလဲအာအာဆာကိုမနေ့ကကျွန်တော်မှာပြီးပြောမိတာက Araka Ranger Solidarity Organization ဆိုပြီးတော့ကျွန်တော်ပြောမိတယ်နော်အာဆာဆိုတာက Araka Ranger Salvation Army ဆိုပြီးတော့သူတို့သုံးတာအဲ့အဲ့ကောင်တွေကဘင်္ဂလားဒေ့ရှ်ကနေပြီးတော့နော်လက်နက်တွေထောက်ပတ်နေစစ် နော်စစ်စခန်းကြီးဖွင့်ပေးတယ်စစ်ပညာရေးတင်ပေးတယ်ဒုက္ခသည်စခန်းကြီးထဲမှာလူစုတယ်သွေးထုတ်လုံးဆိုတယ်ဒါကိုဘင်္ဂလားဒေ့ရှ်ဘင်္ဂလီအစိုးရကမြှောက်ပေးနေတယ်ဒါကိုကျွန်တော်တို့ပြည်သူတရားလုံးကဒေါ်လာရေးတက်ဖွဲ့တွေကကျွန်တော်ပြည်သူအရောက်ချင်းစီတိုင်းကဒါကိုမြင်အောင်ကြည့်ပြီးတော့အေအေနဲ့တူတူကျွန်တော်တို့တွေနော်တရားဝင်ရက်တိကြောင်ဆိုတာကိုအကုန်လုံးပြောကြရမယ်အကုန်လုံးလုပ်ကြရမယ်အကုန်လုံးကလုပ်ကြရမယ်ဘာကြောင့်လဲအေအေရဲ့အောင်မြင်မှုကကျွန်တော်တို့အောင်မြင်မှုယနေ့ကျွန်တော်တို့ကမ္ဘာစစ်ရုံနေနာကိုရောက်နေပြီ ကပ္ပစာချမာလာချကပ္ပစာချမာလာချကပ္ပစာချမာလာချဒီကပ္ပစာတွေကိုအေအေကအမြန်ဆုံးသုံးနဲ့တိမ့်နိုင်ဖို့အရေးကိုနော်ဘကိုးနော်မကွေးမန္တလေးစကိုင်း PDF တွေကအပြည့်အဝဝိုင်းပြီးတော့ပူပေါင်းဆောင်ရွက်စေချင်တယ်ဒါပြင်ကျွန်တော်တို့မြေပြင်မှာရှိတဲ့အဖွဲ့တွေအကုန်လုံးဝိုင်းပြီးတော့အေအေနဲ့တူတူဒီကပ္ပစာသိမ်းတဲ့ဟာတွေမှာနော်ဒီ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 ပြောမှာအကုန်လုံးဝိုင်းပြီးတော့နိုင်တော့ပါစေချင်တယ်ကရင်ဘီနယ်ဘက်ကိုလက်ကြည့်အောင် မြောက်ဒီဘက်မှာစက်ကောင်စီကနော်စက်ကောင်စီကစစ်စေးတွေလုပ်တယ်တခါ DKBN နဲ့ KNL နဲ့တက်ပွဲဖြစ်တယ်ဂရမ်ဘန်နံဘက်မှာ DKBN ရဲ့နော် KNL ရဲ့ PC ရဲ့နော် BGF တွေအဲ့ဒါတွေရဲ့ထိုးဖောက်မှုနဲ့အဲ့ဒါတွေရဲ့နေမြေဆိုးမှုနဲ့ အရာဒီရဲ့စက်ကောင်စီနဲ့မအားလာနဲ့ပတ်တွင်မှုတွေကတော်တော်ကိုသူတို့ပြီလို့လိန်ရှုပ်နေတာပဲအဲ့လိုအနေထားကိုမြင်နေရတယ်ဆိုတော့အဲ့ဒီဒေသကိုရောက်သွားတဲ့ PDF တွေ LDF တွေနော်စစ်တပ်ကမြင်ရတာရှိတယ်ဘာကြောင့်လဲဆိုတော့အဲ့လိုမျိုးဒီ DKBA BGF နော်နောက်တစ်ခါကျတော့ဒီဘက်က PC ဓာမျိုးတွေကခံနေတဲ့ဟာတွေရှိတယ်ဆိုတော့ကျတော့စစ်တပ်ကမပေးဘူးနော်လှုပ်ရှားဖို့မပေးဘူးဓာမျိုးတွေရှိတဲ့အခါကျတော့တချို့တွေနော်ကျွန်တော်တို့မျိုးလည်းပြောင်းဝင်သွားတာရှိတယ် တချို့တွေထိုင်းမကူထွက်သွားတာရှိတယ်။နော်။တချို့တွေအခုချိန်ထိနေပြီးတော့နော်နေပြီးတော့ဘာမှမလုပ်ရတာရှိတယ်။ဒီလိုအနေထားတွေဖြစ်တဲ့အခါကျတော့တော်လိုင်းရေးကြည့်မြန်မာပြည်လုံးလွတ်မြောက်ရေးမှာကိုရီးယားပြည်နယ်လွတ်မြောက်ရေးမှာခရင်ကကိုပိုင်အုတ်ချုပ်မှုကိုပိုင်ပြတ်တန်းခွင့်လွတ်မြောက်ရေးခီးလမ်းမှာအဲ့ဒီခုနက BGF တွေနော်နောက်တစ်ခါကျတော့ဒီဘက်က DKBA တွေ PC တွေဒါတွေကြောင့်အများကြီးနှောက်နေရတာရှိတယ်။အဲ့တော့ကျွန်တော်နေပြောချင်တာအဓိကကအဲ့ဒီဒေသကိုရောက်သွားတဲ့နော်ကျွန်တော်တို့ လူငယ်တွေအာဟုတကြီးနဲ့ရောက်သွားတယ်လက်လက်ကင်တော်လိုက်ရေကိုဆင်းရဲကျွန်တော်ရောက်သွားတယ်ရတဲ့အချိန်မှာနော်အဲ့ဘက်ဒီသားမှာအစင်မပြေတော့ဘူးနေဖို့လည်းခက်ခဲရှိလာပြီဆိုရင်ကျွန်တော်တို့အညာဘက်ကိုဒါမှမဟုတ်ရှင်ရခိုင်ဘက်ကိုဒါမှမဟုတ်ရှင်စကိုင်းဘက်ကိုနော်ကချင်ဘက်ကိုကူးပါကူးကြပါနော်သွားစေချင်တယ်အဲ့ဘက်ကိုအဲ့ဂရမ်ဘက်မှာပဲခင်ဗျာဒီအချိန်ကျလို့ရှင်ဟိုလိုလေးချွေးသိလိုက်ဒီလိုလေးချွေးသိလိုက်ဆိုတဲ့အခါကျရင်နောက်ဆုံးအမှုစု၄နှစ်ကျော်၅နှစ်ရှိပြီအဲ့တော့တော်လိုင်းရေးကြီးကို ကျွန်တော်တို့တကယ်ကိုရှေ့ကိုအကောင်မောင်းတဲ့မောင်းနေမှုကြတော့အဲ့ဒါကစိန်ခေါ်မှုကြီးကြီးဖြစ်တယ်။ဒါကိုလည်းကျွန်တော်တင်ပြခြင်းတယ်။နော်။ဒါကိုလည်းကျွန်တော်တင်ပြခြင်းတယ်။အဲ့တော့ကျွန်တော်တို့ဒီဒေါ်လာရေးကြီးအောင်ဖို့ဆိုတာကကျွန်တော်တို့အားလုံးအားလုံးကကိုယ်လုံနိုင်တဲ့အလုပ်တွေကိုအမြဲတမ်းလုပ်ရမယ်။ဒါကဒီဒေါ်လာရေးကြီးအောင်ဖို့ဆိုတာကဟိုလူကခိုင်းမှဒီလူကခိုင်းမှမဟုတ်ဘူး။လူတိုင်းလူတိုင်းကကိုယ့်မှာကိုယ်အရောက်ချင်းစံတဲ့ကိုယ့်တာဝန်ကိုယူရမှာ။ကိုယ့်တာဝန်ကိုယူရမှာ။ ဘဘဝင်းတရဲ့စကားကိုနော်ငှားပြီးတော့ရင်ခစ်ဝင်ကိုထမ်းပြီးတော့ခစ်လန်းကိုရှောက်ဖို့ဘဘဝင်းတရဲ့စကားကိုပဲထပ်ပြီးတော့ငှားသုံးမယ်လူတိုင်းလူတိုင်းကအရေးတော်ပုံတက်သားဖြစ်ရမယ်ဘဘဝင်းတရဲ့ပြောတယ်ကျွန်တော်ကအရေးတော်ပုံတက်သားတယ်အဲ့တော့ကျွန်တော်တို့ပြည်သူတွေကဒီတော်လိုင်းကြီးအောင်မြင်ဖို့ဆိုတာကငါတို့ကတော့ပြည်သူဟဲ့ဆိုပြီးတော့နာမည်ခံထားပြီးတော့ကိုစီပွားလေးကိုရှာပြီးတော့အေးအေးဆေးလုပ်နေအဲ့ဒါတာဝန်မကျေတော့ပြည်သူဖြစ်နေမယ်အဲ့တော့ကျွန်တော်တို့ဒီတော်လိုင်းကြီးအောင်မြင်ဖို့ဆိုတာကတာဝန်ကျေတော့ပြည်သူတာဝန်သိတတ်တော့ပြည်သူ တာဝန်ယူမှုရှိသောပြည်သူတာဝန်ခံမှုရှိသောပြည်သူတွေဆိုတာလေလိုအပ်တယ်အဲ့တော့တာဝန်မဲ့သောပြည်သူနော်အဲ့လိုမျိုးတွေကြီးပဲဆိုလို့ရှိရင်တော်လရင်ကြီးကရှေ့ရမှာမဟုတ်ပြတ်သွားလိမ့်မယ်အဲ့တော့အဲ့လိုမျိုးတာဝန်မဲ့တဲ့ပြည်သူဆိုတဲ့သူတွေကို BNN တို့တရုတ်တို့ရုရှားတို့မှာကတော့တို့ရဲ့ဥဆောင်အဖွဲ့စည်းတွေကခေါ်ပြီးတော့စစ်တမ်းပေးပြီးတော့ရှေ့ကိုတပတ်တပတ်နဲ့စစ်တမ်းပေးပြီးတော့ရှေ့ထဲထွက်ခိုင်းတာအဲ့ဒါရှင်းတယ်အကောင်လုံးလုံးမြောက်ဖို့အတွက်လုတ်တဲ့နာကိုလုတ်တယ်ဆိုပြီးတော့လုတ်တယ်အဲ့ဒါရှင်းတယ်ဒါကိုပြောပြတာ တဲ့အချိန်မှာစစ်ကောင်စီကအတင်းကျပ်စစ်မှုထမ်းဥပဒေနဲ့လူငယ်တွေကိုစစ်မှုထမ်းအတင်းသွင်းနေတဲ့အချိန်ကျတော့ဟိုကောင်တွေဘက်ကလူသသိန်းလောက်ထိရသွားတယ်လူသသိန်းလောက်ထိရသွားတယ်အဲ့လိုပေါ်တာဆွဲတဲ့အချိန်မှာတော့ကိုအင်္ဂါမိသားစုကိုပေါ်တာလာဆွဲတဲ့အချိန်မှာအတင်းကျပ်ရိုးရင်းစံခတ်တယ်ကျွန်တော်တို့ပြန်ပြောခွင့်ရှိသလားပြန်ပြောလို့ရမလားမရပါဘူးလုံးလို့လည်းမရပါဘူး ဘလို့မှလည်းလောက်တာမတွေ့မိပါဘူးနော်ဘာကြောင့်လဲဟိုကောင်ကလက်နဲ့ရှိတာကိုလူမဟုတ်ဘူးဆိုတာကိုသိတာကိုတရိစ္ဆာန်နေဆိုတာသိတာကိုဟုတ်တယ်ဟုတ်တကယ်တော့ဒီတော်လိုင်းကြီးအောင်မြင်ဖို့ဆိုတာတကယ်တကယ်အဲ့လိုမျိုးပေါ်တလာဆွဲတဲ့အချိန်မှာမင်းကမန္တလေးကမိသားစုလို့ရဲရဲတောက်တပိသားစုလောက်ကနနေ့ဒီကလုံးလောက်ကျွေးကြည့်ပါလားတကယ်လို့ကိုယ့်အိမ်မှာလာပြီးတော့ပေါ်တာဆွဲတဲ့အချိန်မှာပြည်သူတွေကပြည်သူငါပြည်သူဟဲ့ဆိုပြီးတော့ဟမ်ငါပြောမှုတလုံးလောက်ကျွေးကြည့်ပါလားဒီလိုမျိုးလာလုပ်တဲ့အချိန်မှာငါပြည်သူဟဲ့ဆိုပြီးတော့အုတ်ကြီးကိုဟမ်ကျွေးကြည့်ပါလား ျွန်တော်ပြည်သူတွေအကုန်လုံးကသာညီပြီးတော့ကိုယ့်ဒေသလိုက်ဘယ်သူမှခိုင်းစရာမလိုပဲနဲ့ပြောစရာမလိုပဲနဲ့ငါပြည်သူဟာမခံဘူးခဲ့ဆိုပြီးတော့ရတဲ့ဒီနဲ့ဟိုအောင်နေလာတဲ့လမ်းမှာဘာလုပ်ထားမလဲဟမ်ဒီလိုပြောတာအကုန်လုံးကနေရာနဲ့မှာဝိုင်းလုံးမယ်ဆိုရင်ကျွန်တော်ပြောချင်တယ်အားလုံးပါဝင်မှုဆိုတာကကျွန်တော်ပြည်သူတွေကိုယ်တိုင်ကလည်းအကုန်လုံးကအဲ့လိုမျိုးဝိုင်းလုံးမယ်ဆိုရင်ဒါလည်းမဟုတ်ဒါကတော့ PDF လုပ်နိုင်မယ်ဒါကတော့ LDF လုပ်နိုင်မယ် no မဟုတ်ဘူးကျွန်တော်ဒီတိုင်းကြီးလွတ်မြောက်ဖို့ဆိုတော့ကအားလုံးကကိုယ်တော်ဝင်ကိုယူရမှာတကယ်ပြောတာပါ ကြပြစိတ်ဝင်လာခေါ်တဲ့အချိန်အိတ်တိတ်လောက်ကဟမ်အကုန်လုံးကနေပြီးတော့ငှက်ကြီးတောင်ကြီးဆွဲပြီးတော့ကစ်ထလိုက်တယ်ဟမ်စိတ်ဝင်လာပြီးတော့အတင်းခေါ်တဲ့အချိန်မှာဂျင်ကလေးတွေနဲ့စော်လိုက်တယ်စိတ်ဝင်လာခေါ်တဲ့အချိန်မှာဟမ်ဒါမျိုးပေါ့ကက်ကက်လိုက်ရန်တွဲလိုက်တယ်ဆိုတဲ့ဗီဒီယိုမျိုးတွဲကြည့်ပါလားဟွန်းအမမနော်ကျွန်တော်တို့ပြည်သူအယောက်ချင်းစီတန်းကလုံ့ဝမဲ့တာဝန်ရှိတယ်။နော်။ကိုယ်တာဝန်ကိုယ်ရောမလုံးလုံးမရသေးတဲ့အနေအထားတွေကိုကျွန်တော်နားလေတယ်နော်။ကြောက်ပဲဆိုတာနားလေတယ်။လူဆိုတာကြောက်တတ်တယ် နားလေတယ်ဒါပေမဲ့တချို့တော်လိုင်းမှာတချို့ဒေသတွေမှာအဲ့လိုလုပ်ခဲ့ကြတယ်လုပ်ခဲ့ကြတယ်အဲ့တော့ကျွန်တော်ပြောချင်တာလူဆိုတာတတ်သမှတ်သေးသွားတယ်ပြောချင်တာကအဆွေရှိတဲ့အစိတ်ရှိတဲ့မပွေးဆိုရင်လူတွေကထွက်ပြေးကြတယ်လင်းဝေကြရင်ရိုက်တတ်ပြီးတော့ချက်စားကြတယ်ကျွန်တော်ပြောတာကကမန္တလေးကမိသားစုအိတ်ဆက်ကြမထားနဲ့အကောလုံးတတ်သမှတ်သေးဆက်ဆက် ကျွန်တော်ပြောချင်တာအဲ့တော့ကျွန်တော်ပြောချင်တာပြီးသူဆိုပြီးတော့အရေးကွန်ခြုံထားပြီးတော့ဘေးထိုင်ဘူးပြောဝိုင်းမလို့အပြစ်တင်ထိုးချအဲ့ဒါပြီးသူမဟုတ်ဘူးအဲ့ဒါဒီစစ်ကောင်စီအလို့ကြဖြစ်တယ်ဒါကိုပြောချင်ကြတယ်အဲ့တော့ချက်ပြောမယ်ပြီးသူတီလည်းကျေးဇူးရှင်မဟုတ်ဘူးနော်အဲ့တော့ကိုကိုကိုကျေးဇူးရှင်လူတန်းစားအနေနဲ့မသတ်မှတ်နဲ့တကယ်တကယ်တော့ဒေါ်လာကြီးရဲ့မဟာဗျူဟာမျက်မှောက်ကြည့်မယ်ဆိုရင် PDF LDF ဒီထိုက်ဆုံးက ။ဒါကြောင့်လေသူတို့ရှေ့ကနေလက်နက်ကိုင်ပြီးတော့တိုက်ပွဲဝင်မှာကျွန်တော်တို့တော်လည်းရရှေ့ရပါ။သူတို့တွေအောင်မြင်ဖို့လို့အတွက်အဆအဆအရာရာကုညီရမှာကျွန်တော်တို့ရဲ့တာဝန်။ဒါကိုသိရှင်းနေဖို့လိုတယ်။ပြည်သူကငါနဲ့တာဝန်ချေပြီးသား नो မဟုတ်ဘူး။ပြည်သူဒီတော်လည်းအောင်တဲ့ဒီတာဝန်ချေရမယ် नो ခမားဟိုအဲ့ဒါမားနေပြီ။မကြည့်သေးဘူး။တော်လည်းအောင်တဲ့အထိကိုပါဝင်ရမှာအခု PDF တွေ LDF တွေကခမရုတ်တဲ့တာဝန်ကြီးတယ် No ခမရအရရှင်းဖို့လိုတယ် နော်ရှင်းဖို့လိုတယ်ပြည်သူကတာဝန်မကျေသေးဘူးတော်လိုင်းမောင်မချင်းတာဝန်မကျေသေးဘူးတာဝန်မကျေသေးလို့နေရီကန်စခန်းတိုက်ပွဲကြောင့်စစ်တပ်ဘက်ကကပ္ပစ14ဝင်းကျင်မှာကကင်းတွေဖြင့်ရခိုင်ပြည်နယ်နဲ့မကွေးတိုင်းဆက်မကွေးတိုင်းငဖဲမြို့နယ်အမ်ဘရွန်လန်ဘော်ကစစ်တပ်ရဲ့နေရီကန်ပြူဟာကုန်းကိုအာရခတတော် AA ထိန်းချုပ်နိုင်ပြီလို့ AACA အရင်းမြစ်ကပြောပါတယ်။လေကြောင်းရန်ကာကွယ်ရေးပြူဟာကုန်းဖြစ်တဲ့အဲ့ဒီပြူဟာကုန်းကို အေအေနဲ့ပူပေါင်းအဖွဲ့တွေကပြန်လဲတိုက်ခိုက်နေတာသတင်းနှစ်ပတ်နီးပါးကြာမှာပဲအခုလိုရွေးဖြစ်လာတာပါအဲ့ဒီစခန်းတိုက်ခိုက်ခံရပြီးနောက်ပိုင်းစစ်တပ်ဘက်ကအမှတ်ဆက်လေးကာကွယ်ပစ္စည်းဆက်ယုံကိုကာကွယ်ဖို့တဲဝရွာနာမှာကာကင်းစခန်းဆောက်ပြီး905အမြောက်တပ်ကတပ်ကူတွေနဲ့အင်အားဖြည့်ထားတယ်လို့လည်းသူကပြောပါတယ် နဲ့ရေကန်စခန်းကနေစစ်တုံးပန်းအနေနဲ့အရာရှိတယောက်ဖမ်းမိထားတဲ့စစ်တုံးပန်းရေအတွက်တော့မတိသေးဘူးလို့စစ်တပ်ကကပ္ပစာ၁၄အတွက်ကကင်းပြင်းနေဆိုတာကလည်းအဲ့ဒီစခန်းနဲ့အနည်းဆုံးကပ္ပစာလို့ပြောလို့ရတာကိုလို့သတင်းရင်းမြစ်ကပြောပါတယ်။နဲ့ရေကန်စခန်းဟာစစ်တပ်အတွက်လေကြောင်းရန်ကာကွယ်ရေးနဲ့ထောက်ပံ့ပို့ဆောင်ရေးလမ်းကြောင်းအတွက်အရေးကြီးတဲ့နေရာတစ်ခုဖြစ်ပြီးစခန်းမကြအောင်ကာကွယ်ခဲ့တယ်လို့မြေပြင်စစ်ရေးသတင်းရင်းမြစ်တွေကအစောပိုင်းမှာ BBC ကိုပြောထားပါတယ်။ ပြီးခဲ့တဲ့ရက်တွေအတွင်းဗျူဟာစခန်းကုန်းကို AA နဲ့ပူးပေါင်းဖွဲ့တွေကဝိုင်းထားတဲ့အခြေအနေမှာစစ်တပ်ကအဲ့ဒီစခန်းကုန်းအတွက်လေကြောင်းကနေထောက်ပို့ပစ္စည်းတွေပို့ပြီးခုခံကာကွယ်ခဲ့ပါတယ်။အဲ့ဒီစခန်းဟာရခိုင်ပြည်နယ်နဲ့မကွေးတိုင်းဆက်မှာရှိတာကြောင့်မကွေးတိုင်းတွေကစစ်တပ်ရဲ့ကာကွယ်ပစ္စည်းစက်ရုံတွေကိုချိန်ချောက်နိုင်ပြီလို့လည်းဆက်ပြောပါတယ်။ AA ကတော့နှက်ရီကံပြူဟာစခန်းတိုက်ပွဲနဲ့ပတ်သက်ပြီးတစုံတရာသတင်းမထုတ်ပြန်သေးပါဘူး။ ဒါပေမဲ့မကွေးနဲ့ရခိုင်ဆက်မှာစစ်တပ်ကထိုးစစ်ပြန်ဆင်လာတာကြောင့်စက်တင်ဘာ9ရက်ကလေးကတိုက်ပွဲတွေဆက်ဖြစ်နေတယ်လို့ AA ကသတင်းထုတ်ပြန်ခဲ့ပါတယ်။နေရီကန်စခန်းကိုအာရခတ်တတော် AA နဲ့ပူးပေါင်းအဖွဲ့တွေတိမ့်ပိုက်နိုင်ပြီဆိုရင်တော့မကွေးတိုင်းတွင်းတာမကပသိမ်မုံရွာလမ်းပိုင်းကနေအေယာဝတီတိုင်းအနောက်ပိုင်းထိလမ်းကြောင်းဖောက်နိုင်ခြေရှိတယ်လို့လည်းစစ်ရေးအကဲခတ်တွေကပြောပါတယ်။ကြီးကားရေးအပြစ်မရသေးဘူး။တောင်းဝင်မကြည့်သေးလို့ကျွန်တော်တို့စေးရေးအပြစ်ဝမရသေးဘူး။ရှင်းတယ်။ ဒါကျွန်တော်ဘယ်သူမှမလိုက်ပြောနေစရာအကြောင်းမရှိဘူး။အေးပြီးသူကလည်းငက်သေးတယ်စားစရာမရှိဆိုတာသိတယ်။အေးခမားတို့ထဲလက်နက်ကင်ပြီးတော့တောထဲမှာတွားပြီးတော့အပင်ပန်းခံပြီးတော့အသေးခံပြီးတော့လုံနေတဲ့ပြည်သူတွေကပတ်သွားလာတယ် PDF LDR ကမှပို့တောင်းဝင်ကြည့်တာ။ခမားအဲ့လောက်တော့စဉ်းစားဖို့မတတ်ဘူးလား။ကျွန်တော်စဉ်းစားလို့မရလား။အဲ့ဒါအဲ့လောက်တော့မစဉ်းစားတတ်ဘူးလား။ခမားတရက်လောက်တွားပြီးတောထဲတွားနေကြည့်။ခမားတရက်လောက်ဘုံကျဲတာကိုခံကြည့်။ခမားလောက်တရက်လောက်ရှေ့တန်းကိုတွားကြည့်။ ခင်ဗျအချိန်တန်းတော့ကိုယ့်ဘက်ကိုအေးအိမ်မှာဟိုစာတယ်လီဗီရှင်လေးကြည့်လိုက်ဘောဘလေးကြည့်လိုက်ပြီးတော့မှပြီးသူကငန်းနေစာတာဝန်ချေပြီး no တာဝန်မချေသေးဘူးတာဝန်နေစက်ထမ်းနေရအောင်ပဲတာဝန်ချေပြီးသားဆိုတာမရှိဘူးခင်ဗျလည်းတာဝန်မချေသေးဘူးကျွန်တော်လည်းတာဝန်မချေသေးဘူးကျွန်တော်လည်းရတာပဲရှင်းလားမသိဘူးနေစိမ့်နေသူနေသားတို့နေတဲ့လူတွေဟာအလကပြီးသူတာဝန်ခံလို့မရဘူးအဲ့လိုမျိုးမသိချင်အောင်စောင့်ပြီးတော့ဖာတိပါတာနဲ့ကိုတဘို့လေးကြည့်တဲ့ဟာတွေကပြီးသူနာမည်မခံတတ်ဘူး အဲ့လိုမျိုးလူမျိုးတွေဖွဲတွေသကွဲတွေအဖြုံတွေကစက်ကောင်စီကိုအမေရနဲ့တူပဲဓမ္မနဲ့အာဓမ္မနဲ့တိုက်ပွဲမှာလက်မျိုးပဲရှိတယ်ဓမ္မဘက်ကရက်ရက်မရက်ခဏအာဓမ္မပဲမတရားမှုကိုအာဓမ္မသမားတွေကကျူးလွန်နေတဲ့အချိန်မှာပြောဖို့ပြက်ကွက်ရယ်ဒါထင်ရှားတဲ့အစိုးမိတ်နော်အဲ့ဒါခင်ဗျားလဲအဲ့ဒီမတရားမှုမှာပါဝင်နေတဲ့တူပဲတဲ့အဲ့တော့ဒီချိန်ကစပြီးကျွန်တော်ပြောမယ်ကျွန်တော်တို့ပြည်သူတွေလည်းတာဝန်မကျေသေးဘူး ျွန်တော်တို့ထက်အများဟလာကပြည်သူတွေဆိုပြီးတော့ပြောမယ်ဆိုစဉ်းစားတတ်ကိုခင်ဗျားတို့စဉ်းစားရမှာကကျောတောင်တွေထဲမှာရှိတဲ့ငါတို့ရဲ့တူရွယ်သားရွယ်ကလေးလေးတွေမျက်နှာပြန်ကြည့်သူတို့လောက်တော့မှငါတို့တောက်တတိမရှိပါလားသူတို့လောက်မှငါတို့မစွန့်စားရပါလားသူတို့ထက်ငါတို့ကအတ္တကြီးနေပါလားဆိုတော့ပြန်တတိရအဲ့တော့နေရာကမှာငါကပြီးသူငါကပြီးသူငါကပြီးသူတော့အဲ့ခမရလို့ခမရလို့ရတာဒီတတိုင်းပြီးတော့လွတ်မြောက်ခမရလည်းလို့ရမယ်အားလုံးလည်းလို့ရမယ်အေးမလို့ဘူးမအားလားဘောမနေတယ်မအားလားပကတိဆိုလို့ရှိရင်အဲ့ဒါဒီရန်သူပြတ်သွားမယ် ရှင်းတယ်ပြီးသူသည်တော်လည်းပြီးသည်ထိတော်လည်းပြီးရင်လည်းတော်လည်းဒီဒီအောင်မြင်မှုကိုဆက်လက်ရရှိချိန်သိမ့်ဖို့ဒါကိုကျွန်တော်ပြောချင်တယ်တောက်ချက်ကိုဘယ်တော့မှမပြီးဘူးတာဝန်ကြီးတယ်ဆိုတာခမည်းသေသွားတဲ့အချိန်ကျရင်ကြည့်မယ်ကျွန်တော်သေသွားတဲ့အချိန်ကျရင်တာဝန်ကြီးလားမကြီးလားဆုံးဖြတ်မယ်မသေမချင်းကိုတာဝန်ကြီးလားမကြီးလားဆိုတော့ကျွန်တော်ကပြောလို့မရဘူးဒါကိုလည်းကျွန်တော်ရှင်းရှင်းလင်းလင်းပြောထားချင်တယ် အဲ့တော့ဒီနေ့အချိန်ကနေစပြီးတော့အားလုံးအားလုံးအားလုံးကိုကျွန်တော်တင်ပြချင်တာကဒီဒေါ်လာရေးကြီးမှာနံပါတ်1အရေးကြီးဆုံးက PDF တွေ LDF တွေ UG တွေခမည်းတော်တွေပူပေါင်းဆောင်ရွက်မှုနည်းရင်ခမည်းတော်တွေတာဝန်မေ့ဒါပြီးခမည်းတော်ခမည်းမင်္ဂလိပ်ကမိသားစုလိုမျိုးအော်ဂျော်လန်လုပ်ရင်အတော်လေးအောင်ချက်ပြီးနိုင်တယ်သူပဲဒါကိုတော့သိစေချင်တယ်နော်အဲ့တော့အရကတတော်အေးဘာကြောင့်အောင်မြင်လဲမေ့အေးအေးကခေါင်းဆောင်မှုအပြည့်နဲ့ဟေးပြီးသူတွေဒီလိုလုပ်ဆိုရင်ပြီးသူတို့ကအကုန်လုံးဘာမှအမေးအမြစ်မရှိဘူး အေအေကပြည်သူတွေကအဲ့လိုမျိုးရှိတယ်။အဲ့တော့အေအေကပြောလိုက်လို့ရှိရင်တိတ်ဆိုတိတ်ပိတ်ဆိုပိတ်ဟိတ်ဆိုဟိတ်ဆိုတဲ့ရခိုင်လူလူကြီးရှိမှာတော့ဒီဒေါ်လာရေးကြီးအောင်မြင်တာမဆမ်းဘူး။အဲ့တော့ဒီနေ့ဒီအချိန်မှာလေကုနာကမက်ဒလင် PDF နဲ့နော်ကုနာကမိသားစုတစုနဲ့ဖြစ်တဲ့အကြောင်းအရာကိုမူတည်ပြီးကျွန်တော်တို့ပြည်သူဆိုတာဘလို့လဲငါတို့ပြည်သူဆိုတာကငါတို့ကအခွင့်အကျိုးခံလို့မရဘူးလုံးလုံးမရဘူးဆိုတော့ကျွန်တော်ဒီနေ့ live နဲ့3 page ဖြစ်တာအဲ့တော့ပြောချင်တာခင်ဗျားလည်းပြည်သူပဲကျွန်တော်လည်းပြည်သူပဲ အေးကျွန်တော်တို့တွေဘယ်တော့မှတောင်းချင်မှာမဟုတ်သေမှာအဲ့ဒါတော့မှကျွန်တော်တို့တရားဝင်ဘယ်လောက်ကြည်တယ်လဲဆိုတာဆုံးဖြတ်ပါအချိန်နဲ့တမန်ရဆုံးဖြတ်ပါအဲ့တော့ယနေ့ကိုကိုကိုငါတို့ကတော့ပြည်သူပဲဟာအစ်စေးအစ်စေးဆိုပြီးတော့မန်တက်မယ်လို့စဉ်းစားတိုင်းမန်စုပ်ပြန်ချိုးပြောမယ်ငါ PDF တရားလောက်တော်ထဲမှာတရက်သွားနေနေလားစစ်တန်းန်းသွားတက်နေတာငါတို့တို့လောက်ပေးဆက်နေတာအေးငါတို့အဲ့ဒါမလုပ်နိုင်ပဲနဲ့အဲ့ဒီတော်ထဲမှာရှိတဲ့ PDF LDF တွေမြုပ်ပြတ်မှာပုံကောင်းနေတဲ့ UG တွေကို နောက်ချက်မပြီးပါနဲ့မကူညီနေပါအနောက်ချက်မပြီးပါနဲ့ဒါကိုတော့ကျွန်တော်အနေနဲ့ပြောချက်တယ်အဲ့တော့ကျွန်တော်တို့ဒီဒေါ်လာရဲ့ကြီးအောင်မြင်ဖို့က mask ရဲ့ media ရဲ့ money ရဲ့ military ရဲ့ emblem လုံးကဆက်ဆက် mask ဆိုတဲ့လူ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 ဆိုတာကခင်ဗျလူလူဆိုပြီးတော့ရှစ်ခိုးဦးတင်နဲ့ like ပြီးတော့ငါပြောပွဲအုပ်ပွဲနဲ့ download နေရတဲ့လူလူမျိုးပြောတာမဟုတ်ဘူးတာဝန်ယူဖို့တာဝန်ခံမှုရှိတော့သိကြတော့အပြည့်ဝကိုမကကိုဝဆက်ကိုငွေကိုပါဝင်တော့ပြီးသူလူလူ အဲ့ဒါကခင်ဗျားလိုက်ပြီးတော့တင်းတိုင်စီအောင်နေစီရမို့ခင်ဗျားလည်းပေါ်သီစတဲ့နဲ့ကိုပါမယ်ကျွန်တော်လည်းကျွန်တော်သီစတဲ့နဲ့ကျွန်တော်ပါမယ်မီဒီယာဆိုတော့ကမှန်မှန်ကန်ကန်ပြောဖို့ဒီနေ့မီဒီယာတွေမှန်မှန်ကန်ကန်စပီကာတွေမှန်မှန်ကန်ကန်ထွက်ပြောရတဲ့တတိရှိဖို့တွေ့ခင်ဗျားလိုက်ပေါ်တက်ပြီးပြောနေမှာတော့ဘာကိုညှော်လင်းချက်မှမထားပါနဲ့အမှန်တရားကိုပြောပါတတိရှိရှိပြောပါဓမ္မဆိုတဲ့စံနှိမ်ပေါ်မှာမှီပြီးတော့ပြောကြပါဒီလိုပြောပြမှဒီတရင်စကားတွေကြားရမှလူထုကကိုယ့်အသိဉာဏ်နဲ့ကိုယ့်စင်ကြုံတဲ့တရားနဲ့ဆုံးဖြတ်ပါလိမ့်မယ်မနီဘာသာတည်းရေးကြည့်တယ်ယနေ့ NUG ကပြောလိုက်ပြန်ပြီနော် ဘာလဲကဘောကဘေးရနေကကွယ်ရေးအတွက်တဲ့ကျက်သိန်းပေါင်း9000ကျော်သုံးခဲ့တယ်ဆိုတော့ဘယ်လိုတွေသုံးထားတာလဲဆိုတာလေတစ်ချက်လောက်လင်းပါအောင်လို့ပြောပြရစီနော်ပြောပြရစီဆိုတော့နောက်ဆုံးညီကုန်းကျုံအနေနဲ့ကျွန်တော်တင်ပြချင်တာကျွန်တော်တို့ဒေါ်လာရဲ့ကြီးအောင်ဖို့ဆိုရင်ရခိုင်ပြည်သူလူထုကိုအတူယူပါအေးအေးကိုအတူယူပါနော်ဘိုးချုပ်ထွန်းမရနိုင်တို့ရဲ့ဦးဆောင်မှုကိုအတိအမှတ်ပြုပြီးတော့အတူယူပါကျွန်တော်တို့ရေးပြင်းမှာဘိုးချုပ်ထွန်းမရနိုင်တို့ကဲ့သို့အခြေချင်းရှိတော့လူငယ်ခေါင်းဆောင်တွေရှိတယ် အေးကဲ့သို့ရည်ရှိသောတက်ခွက်တွေများရှိရှိတယ်။အေးကျွန်တော်တို့ပြည်သူတွေအရောက်ချင်းစီတိုင်းကလည်းအာရခပြည်သူတွေကဲ့သို့အာရခတက်တော်ကဘုချွချွမရနေကလိုအပ်လိုအပ်တယ်လို့ပြောတဲ့အခါမှာစစ်စည်းလုံးကညီညွတ်ညွတ်နဲ့နော်တသွေးတဲ့တသားတဲ့စီမျောပြီးတော့ပါဝင်နဲ့တာဝင်သိတော်ပြည်သူတာဝင်ယူတော်ပြည်သူတာဝင်ခံတော်ပြည်သူဒီလိုပြည်သူတွေလည်းဖြစ်ဖို့လိုတယ်ဆိုတာကိုကျွန်တော်ချက်လောင်းပြီးတော့ကျွန်တော်တင်ပြခြင်းနဲ့ တော့ကျွန်တော်တို့ဒီဒီသင်္ကန်းသားတွေကိုယူပြီးတော့ကျွန်တော်တို့အရေးတော်ပုံကြီးကိုနိုင်အောင်ကြိုက်ကိုတိုက်မရမယ်ကျွန်တော်တို့အောင်မြင်မှုကိုအရယူကြမယ်တကြောင်တီးသောလမ်းစဉ်ကအောင်မြင်မှုကိုရယူခြင်းကျွန်တော်တို့ဒီဒီအောင်ဖို့နီလာများကိုအောင်ဖို့လုံနိုင်သူများ ਨੇ အောင်မြင်အောင်အချိန်နဲ့တပြေးညီလုံနိုင်ကြရမယ်ဒီလိုလုံလို့ရှိရင်အောင်ဖို့လုံနိုင်သူများဆိုတဲ့နေရာမှာကျွန်တော်တို့နော် NRA ဆိုတဲ့နော် Nationwide Revolutionary Alliance ဆိုတဲ့ NRA နော်နိုင်ငံလုံးဆိုင်ရာတော်လှန်ရေးအရေးတော်ပုံစပေါင်းစုနော် အဲ့ဒီအဖွဲ့ဆိုတာလေပေါ်လာပြီဖြစ်တယ် NRA တိလဲ member တွေဖိုက်ကောင်းနေတယ်နော် NRA ကလည်းတခြားအဖွဲ့တွေနဲ့လည်းပူးပေါင်းပြီးတော့ဆောင်ရွက်ချင်တယ်အဲ့တော့ NRA အနေနဲ့လည်းဆက်သွယ်လာပါနော်ကျွန်တော်တို့ဖိတ်ခေါ်နေပါတယ်ဆိုတာလေထပ်မံတင်ပြရရင်အရေးတော်ပုံမုတ်ချအောင်ကိုအာမီအောင်ရမီအောင်ရမီအောင်ရမီ